တောင်ကိုရီးယားနိုင်ငံဂျေဂျူကျွန်းမှာခရီးသွားများနဲ့ပြင်းထန်လို့နေတယ်။ရုတ်တရက်ဂျေဂျူကျွန်းနဲ့အလွန်ကြောက်မက်ဖွယ်ရာကောင်းသောတတ္တဝါကြီးတကောင်ပေါ်ထွက်လာခဲ့တယ်။ထိုတတ္တဝါကြီးကအန်ဖွယ်အမြန်နှုံးဖြင့်ခရီးသွားများကိုစတင်တိုက်ခိုက်လို့နေတယ်။တောင်ကိုရီးယားတမရသည်ချက်ချင်းပဲတမရကိုဆေးလွတ်ခဲ့သည်။တင်ကားများနဲ့စစ်သားများသည်ထိုတတ္တဝါကြီးကိုဝိုင်းရံထားကြပြီးသူတို့တွင်ရှိသည့်များအလုံးဖြင့်ပြစ်ထက်ခဲ့ကြသည်။သို့သောကြီးစံများနဲ့လက်နက်ကြီးများသည်ကနန်းကြီးအားလုံးဝထိခိုက်ဒဏ်ရာမရခဲ့ပေ ထိုအရာကိုမြင်တဲ့အခါသမရကဟန်လွန်စီကိုတွားပြီးအကူအညီတောင်းရန်အမိန့်ပေးလိုက်လေတယ်။ရန်ကုန်မြို့တွင်ဟန်လွန်သည်ဒန်ဒါယီလာဟန်လျက်ဆွမ်းအားကိုစမ်းတက်နေခဲ့တယ်။အလွန်ဈေးကြီးသောကားများသည်ဟန်လွန်ရှူရာတိုက်ခန်းသို့ရောက်ရှိလာခဲ့တယ်။ထိုကားများအထဲမှ အမျိုးသမီးတဦးသည်သူမရဲ့လက်ထောက်များနဲ့အတူထွက်ပေါ်လာခဲ့တယ်။သူမက Samsung Company ရဲ့မန်နေဂျာဖြစ်သလိုသမရအမိန့်ရရောက်လာခြင်းဖြစ်တယ်။သူမက န်လွန်အားအလွန်ကြီးမားသောကဏ္ဍကြီးအကြောင်းကိုပြောပြ၍ကူညီရန်တောင်းဆိုခဲ့တယ်။ဟန်လွန်က ကျွန်မကူညီပေးမယ်။ဒါပေမဲ့ဒီကောင်အတွက်ဒေါ်လာသန်းဟန်ရပေးရမည်ဟုတောင်းဆိုလိုက်တယ်။မန်နေဂျာကလည်းသဘောတူလက်ခံကဟန်လွန်ရဲ့အကောင့်ထဲသို့ငွေချက်ချင်းလွှတ်ပေးလိုက်လေတယ်။ငွေလွှဲမှုကိုအတည်ပြုပြီးနောက်ဟန်လွန်သည်သူ၏လန်ကိုကင်ကခေါင်းမှုပေါ်တွင်ဂျယ်လီနာဆောင်ဆိုင်နေလိုက်တော့တယ်။ ဟန်လွေနဲ့ဂျက်လီရင်သည်မိုးရိမ်များကိုဖြတ်ကာမယုံနိုင်လောက်အောင်ညန်ဆန်ရာဖြင့်ဂျဲဂျူကျွန်းသို့ရောက်ရှိလာခဲ့တယ်။ဟန်လွေကအောက်ဘက်ကိုကြီးလိုက်တဲ့အခါအလွန်လှပပါကန်ညိုရန်ဒေသသည် အပြင်းစီးများနှင့်ပြည့်နှက်လို့အနေတယ်။တင်ကိုင်းများကလည်းမြေကိုထွက်နေပြီးတောင်ကိုရီးယားစစ်တပ်သည်လည်းစုခွာနေစေဖြစ်တယ်။ဟန်လွေကလည်းသူညလန်ကိုကန်၍တိုက်ပွဲအတွင်းသို့ဝင်ရောက်လာခဲ့တယ်။ထိုအခါကနန်းကြီးကလည်းဟန်လွေစီသို့အလွန်မြန်သောနှုံးဖြင့်ခြေတက်လာခဲ့လေ။ဟန်လွေက သူ့ရဲ့ငကားမီးဖြင့်ကနန်းကြီးစီသို့ပြစ်လွတ်လိုက်တယ်။မီးသည်ကနန်းရဲ့အခွန်ပေါ်သို့လောင်းကျွမ်းသွားတော့လဲထိရောက်မှုမရှိပေ။ကနန်းကြီးကလည်းသူ့ရဲ့လက်မများဖြင့်ပြန်လည်တိုက်ခိုက်လိုက်တယ်။ဟန်လွင်ကမြင်မားစွာခုန်လိုက်ပြီးလက်သေးများအားရှောင်တိုက်လိုက်တယ်။ဟန်လွင်ကဒုတိယအကြိမ်လှန်ဖြင့်ကနန်းရဲ့ခြေတော်များအားတိုက်ခိုက်လိုက်တယ်။လှန်စီမထွန့်ဖော်လာတော့ရွှေရောင်စွမ်းရည်များကြောင့်ကနန်းကြီးအားအနှဲငယ်ဒဏ်ရာရသွားစေတယ်။သောနောက်ဒေါသထုတ်နေသောကနန်းကြီးက သူကပါဇက်ကိုဖွင့်ကာရေများကိုဟန်လွင်စီသို့မိုးထုတ်လိုက်လေတယ်။ဟန်လွင်ကလည်းငကားစွမ်းနေများကိုအသုံးပြု၍ကာကွယ်လိုက်သဖြင့်ရေများအားအငွေ့ပြန်သွားစေတယ်။ထို့နောက်ဟန်လွင်ကငကားမျက်လုံးအားအသုံးပြု၍ကနန်းကြီးရဲ့အားနှဲ့ချက်များကိုစတင်ရှာဖွေလိုက်တယ်။အားနှဲ့ချက်များကိုတွေ့ရှိပြီးနောက်ဟန်လွင်ကသူ့ရဲ့စွမ်းအင်များကိုလှန်စီတော့စီစဉ်စေလိုက်ပြီးကနန်းကြီးစီသို့ပြစ်လက်လိုက်တယ်။ရွှေရောင်များတောက်ပနေသောလှန်ဒီကနန်းကြီးရဲ့အားနှဲ့ချက်ရှိရာနေရာသို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့တယ်။ထို့နောက်ကနန်းကြီးဒီလည်းကမ်းခြေနိုင်တည်ဆုံးသွားလိတော့တယ်။ဟန်လွင်ကလည်းသူ့ရဲ့တစ်ချက်လျင်ဖြင့်အိမ်သို့ပြန်လာခဲ့လိတော့တယ်။